ဟုတ်ကဲ့ဟို66ကကြီးနဲ့ဟိုစက်ခွန်၁စက်ခွန်၂ပေါ့နော်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟိုဆွနှွေးဗာမားဆွနှွေးခြင်းလည်းပေါ့ဟုတ်ကဲ့ကျွန်တော်တို့ဥပမာအရင်တော့ကဆိုလို့ရှိရင်တော့ကျွန်တော်တို့ပုံမှန်ငါးညရှိပါတယ်ဒါကကျွန်တော်တို့ဒုံကငါးညနဲ့လုတ်ကင်းတဲ့နိုင်ငံရေးသမားဆိုရင်နိုင်ငံရေးသမားတယောက်နိုင်ငံရေးလှုပ်ရှားဆောင်ရွက်တဲ့လူတွေထောက်ကြပြီဆိုလို့ရှိရင်ငါးညဆိုတာနဲ့ကင်းလို့လို့မရပါဘူး နောက်တစ်ခါဇက်ကုတ်တင်နဲ့ကင်းလို့လို့မရပါဘူးဇက်ကုတ်တင်ဆိုတာကဇက်ကုတ်တင်နဲ့ဆိုတာကတော့ဒီလက်လက်ကိုင်ဒီတိုင်သာတော်လိုင်းရဲ့တိုင်သာအဖွဲ့စည်းလေးအပါအဝင် ကျွန်တော်တို့မတရားသူတို့မတရားသိလို့တတ်မှတ်ထားတဲ့အဖွဲ့စည်းလေးပေါ့ဗျာတော့အဲ့ဒါနဲ့ဆက်သွယ်တဲ့လူတွေကိုဇက်ကုတ်တင်လို့တတ်မှတ်ကြပါတော့အခုဒီဆိုရလက်ထက်မှာတော့ပုံမှန်၅ညကိုကျွန်တော်တို့ရေးပေါ်စီမံချက်ပုံမှန်၅ညပေါ့ 1950ခုနှစ်ရပြဋ္ဌာန်းခဲ့တဲ့ကိစ္စပါဆိုတော့ဒါကူတော့ဖြတ်သိမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်ဆိုတော့ဒါပေမဲ့ဒီဗြိတိရှအစိုးရလက်ထက်ကတည်းကပြဋ္ဌာန်းထားတဲ့ပုပ္ပဆက်ကုတ်တစ်ဆိုတာကတော့ဟိုဖြတ်သိမ်းခြင်းအမရှိသေးပါဘူးဆိုတော့ဒီလိုပဲဟိုဒီချက်ဆက်ရောက်ကကြီးဆိုတဲ့ကိစ္စကလည်းဒါကဒီအစ်စ်ပေါ်ပေါက်လာတဲ့ဥပဒေလေးပေါ့ဗျာဒါလေးက ဟိုတကယ်တမ်းပဲလိုအပ်လို့လားဆိုတဲ့ကိစ္စမျိုးကြီးဖြစ်တယ်တကယ်ဒီမတိုင်ခင်တော့ကတော့ဟိုကျွန်တော်တို့ဒီ33ဘုဘ33နဲ့ဖမ်းတဲ့ကိစ္စလေးရှိပါတယ်ကျွန်တော်တို့လျှက်စဥပဒေပေါ့ဗျာဆိုတော့ဒီဒီအဒီကတော်တော်လူကိစ္စလေးကိုဖမ်းတာမဟုတ်ပဲနဲ့နိုင်ငံရေးလှုပ်ရှားဆောင်ရွက်တဲ့လူတွေပဲဖမ်းတဲ့ပုံပါလေးပါ ကိုမေးကိုနိုင်တို့ဆိုလို့ရှိရင်ဒီ33နဲ့ပဲ ဒီ55နဲ့55နဲ့လေးကြိမ်ပုတ်260ထောက်ထားခါရတာဖြစ်ပါတယ်အခုဆရာကြောက်ခါကြီးဆိုတာလည်းတိတ်တော့မကွာပါဘူးထုံနည်းတူပါပဲဆိုတော့ကျွန်တော်တို့ဒီဥစ္စာဟိုတာတိတိကျကျဟိုကင်မယ်ဆိုလို့ရှိရင်တော့ဟိုဘလို့မှပြည်သူလူတွေကနေเสียရမရှိပါဘူးဆိုတော့ကျွန်တော်တို့အခုဒီလူမှုကွန်ရက်လို့ခေါ်တဲ့ကျွန်တော် Facebook သုံးနေတာဖြစ်ဖြစ်တွင်တာသုံးနေတာဖြစ်ဖြစ်ဆိုတော့ဒီဟာလေးကကျွန်တော်တို့ သုံးလိုက်တာနဲ့ကူကကျွန်တော်တို့ကအချိန်ပေးဖမ်းလို့ရတယ်ဆိုတဲ့ကိစ္စမျိုးဖြစ်နေပါတယ်ဆိုတော့အဲ့ဒါလေကအဲ့လိုမျိုးလေကူတော့သေးသေးချာချာကိုအများဆုံးပြန်လဲစီစစ်တည်တယ်ပြင်ဆင်တည်တယ်ပြဖြတ်တည်တယ်ပေါ့လေဆိုတော့လိုအပ်ပဲဖြစ်ရမှာဟုတ်ဆိုတော့ဟိုကုလားကျွန်တော်တို့ပြောသလိုပဲဟိုပြည်သူလူထုကိုအကျုံးမပြုနိုင်တဲ့ကိစ္စမျိုးတွေကတော့ဘာကြောင့်ဆက်ပြီးထားနိုင်မလဲဆိုတဲ့ကိစ္စပေါ့ဒါမျိုးလေကူတော့အစိုးရအနေနဲ့ဟိုသေးသေးချာချာလေးနည်းနည်းစဉ်းစားသိပါတယ် ဟုတ်ကဲ့ခုနပြောတဲ့ခစ်ဆာနေတဲ့ဒီ6ရောက်ကကြည်ပေါ့နော်အဲ6ဆောက်ခကြည်ကကျွန်တော်လေ့လာတော့ဆိုရင်နိုင်ငံကြမှာလည်းရှိတယ်အင်နာဂျင်နိုင်ငံမှာလည်းရှိတယ်ပေါ့နော်သိကြောက်စရာကောင်းတယ်ဒါပေမဲ့သူတို့ကနားလည်မှုပေးထားတယ်ပေါ့နော်ဒီပြည်သူလူထုနဲ့ဟုတ်ကဲ့မြန်မာနိုင်ငံအထက်မှာ6 6ကကြည်ကပြည်သူလူထုကိုဘယ်လောက်ထိနားလည်မှုပေးသင့်လဲဘယ်လိုလုပ်ပေးသင့်လဲပေါ့ဆိုတော့အဲ့ဒါကဒီအစိုးရတဲ့တက်ဆိုင်ပါလေဆိုတော့ဒီအရင်တော့ကပုံမှန်၅ညဆိုတာလေဒီလိုပါလို့ရင်အမြင်ကပုံမှန်လို့ခေါ်တာပေါ့ဗျာ မလို့ရင်မလို့တဲ့အခြေကိုအခြေပြင်းဖတ်ချုပ်နိုင်တဲ့ဒီပုံမှန်လေးပါပဲဆိုတော့ဒါလေးကိုအစိုးရအနေနဲ့ဥမာထားလိုက်ပါတော့အခုနောက်ပိုင်းမှာပုံမှန်18ပေါ့ပုံမှန်18 19ဆိုရင်ခုနပြောသူနိုင်ငံတကာမှာလည်းရှိပါတယ်သို့ပေမဲ့နိုင်ငံတကာကဒါမျိုးဥပဒေတွေယူပြတ်ထားတဲ့ဆိုတာကပြည်သူလူထုကို အကာအကွယ်ပေးဖို့ဆန္ဒထုတ်ဖော်တဲ့လူတွေကိုအကာအကွယ်ပေးနိုင်ဖို့အတွက်ထုတ်ပြတော့ထုတ်ဖော်ရတာဆိုတော့ဥကြိုပြီးတော့ကြောက်ကြရတာဟုတ်ပါတယ်ကြိုပြီးကြောက်ကြရတယ် ုပ်ပြီးအကြောင်းကြားရတဲ့သူတို့ကစာတမ်းထုတ်ပေါ်တဲ့လူတွေရဲ့လုံခြုံရေးအများပြည်သူတွေရဲ့လုံခြုံရေးကိုသူတို့တတ်နိုင်သလောက်ဟိုစောက်ရှောက်တဲ့ကိစ္စမျိုးတွေရှိပါတယ်။ဥပမာဒီလမ်းပေါ်မှာစာကြပြမယ်ဆိုရင်ဒီလမ်းပေါ်မှာကတော့ဟိုခီးသွားပြည်သူတွေနေစင်တဲ့အမြဟိုလူဘလောက်လောက်သွားလာလှုပ်ရှားနေတာဖြစ်တယ်။တကယ်လို့ဒါဒီဒီလမ်းကြီးကိုပိတ်ဆို့လိုက်မယ်ဆိုလို့ရှိရင်ပြည်သူလူထုအနေနဲ့သွားရေးလာရေးအနေနဲ့ဘလောက်ခက်ခဲသွားမယ်ဆိုတဲ့ကိစ္စလေးကိုဒီခြားလာပြမယ့်လူတွေကိုပြန်ပြီးတော့ ပြောပြတာလည်းရှိပါတယ်အဲ့ခါမှာဒီလမ်းမပေါ်မှာတော့မလုပ်နဲ့ဒီလမ်းမဘေးမှာတော့လှုပ်ပါဆိုတဲ့နေရာချပေးတယ်ပြီးတော့သူတို့ရဲ့လုံခြုံရေးအတွက်ဒီလုံခြုံရေးတပ်သားတွေကနေပြီးတော့ဒီတာဝန်ယူပေးတယ်ဆောက်ရှောက်ပေးတယ်ဆိုတဲ့ကိစ္စမျိုးတွေရှိပါတယ်ဆိုတော့ကျွန်တော်ပြောချင်တာကဒီပုံမှန်လေးပုံမှန်လေးကတော့အလားတူပုံမှန်မျိုးတွေကတော့နိုင်ငံတကာမှာလည်းရှိပါတယ်သို့ပေမဲ့ဒီဒါလေးကနိုင်ငံတော်ရဲ့အစိုးရရဲ့စေကလာနေနဲ့ဆိုင်ပါတယ်ဒီဒီထောက်ပြတာတဲ့ ပုံမှန်လေးနဲ့ပတ်သက်ပြီးတော့အရေးယူဆောက်ရွက်တဲ့အခါမှာပြည်သူလူထုရဲ့လုံခြုံရေးပြည်သူလူထုရဲ့အကျိုးစုဘဘလောက်ဒီအကာအကွယ်ပေးမလဲဆိုတဲ့စိတ်ဆန္ဒပါစိတ်တနာပါဆိုတော့ဒီလိုစိတ်တနာမရှိတဲ့အစိုးရကတော့အခုလိုဖြစ်နေမှာပဲဆိုတော့အခုလိုဖြစ်နေမှာပဲဆိုတော့တစ်ချက်ဒီအစိုးရဘိုင်းကဘလောက်ထိများဒီကိစ္စလေးပေါ်မှာဟိုထားပါကျွန်တော်မြန်မာနိုင်ငံမှာကဒီ အုတ်ချုပ်သူလူသားစားကနှစ်ရက်လုံးလို့ဘာလို့လို့ဖြစ်နေတဲ့အခါကျတော့တော်တော်လေးခက်ပါတယ်ဆိုတော့ဥမာအခုဖမ်းနေတဲ့ကိစ္စတွေတော်တော်များများကကျွန်တော်တို့ဒီဒါကပြည်တိုင်းရေးဖမ်းတဲ့ကိစ္စပါဒီပြည်တိုင်းရေးကိုဟိုအစိုးရကဘလောက်ထိများကြိုက်ကြွယ်နိုင်ပြီလဲဘလောက်ထိများဩဇာတက်ရောက်မှုရှိနေလဲဆိုတဲ့ကိစ္စမျိုးပါဆိုတော့အဲ့ဒီအခါကျတော့ဟိုကျွန်တော်တို့ပြည်တိုင်းရေးကနေပြီးတော့ ဟိုပြည်ထောင်ရေးကနေပြီးတော့ဒီပြည်သူလူထုတွေအတင်းချိတ်ချောက်ပြီးတော့မတရားလုပ်နေတယ်ကျွန်တော်ပြောချင်တာမဟုတ်ပါဘူးသူ့မဲ့သူတို့နဲ့ဆန္ဒသဘောထားချင်းမတိုက်ဆိုင်ဘူးဆိုရင်အချိန်မီးဖမ်းတယ်ဆိုတော့ကိစ္စမျိုးကိုဒီကနေ့အစိုးရကဘလောက်တိများတာကာကွယ်နိုင်မလားတာစီနိုင်မလဲဆိုတာဒီကနေ့ကျွန်တော်တော့အများကြီးမမြင်သေးပါဘူးဆိုတော့ဒီလိုအခြေအနေမျိုးရအောင်တော့ဟိုအစိုးရတရအဖြစ်ဒီ PPPP အကောင့်တွေဖော်နိုင်ဖို့ပြ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 ရတ္တီလာနိုင်ဖို့တော့ဟိုကျွန်တော်နိုင်ငံမှာလုံနေပါတယ်ဆိုတော့ဒါကိုလည်းကျွန်တော်ကဟိုဒီကျွန်တော်တို့ဒီစိတ်အရာရှိစနစ်ဆိုတဲ့ကိစ္စကကျွန်တော်နိုင်ငံမှာဟိုအမြင့်တွယ်လာခဲ့တဲ့ကိစ္စပါတော့ဒီကနေ့ကာလမှာဒီစစ်ဘက်မှာရှိနေတဲ့လူတွေကရပ်ဘက်မှာရှိနေတဲ့လူတွေကဘလောက်ပဲပြုတ်ပြင်ပြောင်းလဲခြင်းနဲ့စိတ်ပဲဖြစ်ဖြစ်စိတ်ရှိနေတယ်ဆိုုံတော့ဒီအရင်က ဖြစ်ခဲ့တဲ့ညင်ဆိုးလေးပေါ့အမွေဆိုးလေးကိုရထားတဲ့ကိစ္စတွေကြောင့်ဒီညင်ဆိုးလေးအငွေဆိုးလေးကိုဖြောက်ဖြက်နိုင်ဖို့အတွက်ကျွန်တော်ထင်ပါတယ်ဟိုတော်တော်ကိုအချိန်ယူပြီးတော့ညှိနှိုင်းဆောင်ရွက်လှုပ်ဆောင်အောင်လုပ်မယ်ထင်ပါတယ်ဆိုတော့ဓမ္မတာဒီတကယ်ကိုဒီမိုကရေစီအကြကစစ်စစ်အစိုးရတရားဖြစ်လာမှာပါအခုလဲဟိုဒီလွတ်တော်တွေမှာ ဒီတက်ကနေဝေထိုင်နေတယ်ဆိုတဲ့ကိစ္စမျိုးလည်းရှိပါတယ်ဆိုတော့ကျွန်တော်ကတက်ကပဲဖြစ်ဖြစ်ပြည်သူလူတော်ကိုယ်စားလှယ်စစ်စစ်ဆိုတဲ့အနေအထားမျိုးဖြစ်ဖို့လိုတယ်ဒီလူတွေကလည်းပြည်သူပေါ်ကူတကယ်တမ်းစေတနာရှိရှိဟိုအရင်းကစေတနာနဲ့လှုပ်ဆောင်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တန်ပြန်မတိုးတက်စရာအကြောင်းမရှိပါဘူးသို့မဲ့ဒီနေ့ကာလမှာတော့အငြင်းပွားစရာလေးအများကြီးရှိနေတယ်လို့ကျွန်တော်ကတော့အဲ့လိုမြင်ပါတယ် โอเคဟိုထောင်ထဲမှာရောက်သွားတဲ့အချင်းသားတူဦးပေါ့နော်ဟို AAPP နဲ့ AAP အနေနဲ့ပေါ့နော်ဘယ်လိုမျိုးဘယ်လိုကြည့်ပြီးတော့နိုင်ငံအချင်းသားလို့ဆိုလို့တလဲပေါ့နော်ဟိုဒီလက်ရှိအစိုးရကလည်းထောင်ထဲမှာရှိတဲ့အချင်းသားကိုနိုင်ငံအချင်းသားလို့သူတို့ဘယ်လိုမျိုး ပုံစံနဲ့ကြည့်တယ်လဲပေါ့ဘယ်လိုရွေးချယ်တယ်လဲပေါ့โอเคကျွန်တော်တို့ကတော့ဒီ2013 14မှာကျွန်တော်တို့ကတော့ဒီနိုင်ငံအချင်းသားအထက်ဘက်ဖွဲ့စည်းနေတဲ့ပတ်သက်ပြီးတော့ကျွန်တော်အလုပ်အစုံမျိုးပဲလေးလုပ်ခဲ့ပါတယ် ကျွန်တော်နိုင်ငံရေးကျင်းသားရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းများအပါအဝင် ကျွန်တော်တို့ဒီလက်ရှိပါတီတွေမြန်မာဒီမိုကရေစီဘွဲ့ချုပ်ပါဝင်ပေါ့ကျွန်တော်ဒီနိုင်ငံရေးပါတီလေးကျွန်တော်တို့ဒီလူလူလေးစားကြည်ညိုတဲ့ပုံကိုယ်လေးနောက်တစ်ခါဥပဒေပညာရှင်တွေအခုဒီလောက်တာကလည်းဥက္ကဋ္ဌအပါဝင်ပေါ့ဗျာကျွန်တော်တို့2034မှာကျွန်တော်တို့ဟို လုံယုံဆွေးနွေးပွဲတွေကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားဆိုရင်အဓိပ္ပာယ်သတ်မှတ်ချက်ဖြစ်လာဖို့အတွက်ဟိုဆွေးနွေးပွဲတွေကျွန်တော်လုပ်ခဲ့ပါတယ်ရလလေးလည်းရှိပါတယ်လောလောဆယ်တော့ဒီရလလေးကိုပဲကျွန်တော်တို့ကြိုက်ပြီးတော့နိုင်ငံရေးအကျဉ်းသားအဖြစ်ဟိုသတ်မှတ်ထားတာပါဆိုတော့ဟိုအတူတူပြောရမယ်ဆိုလို့ရှိရင်တော့နိုင်ငံရေးနဲ့နိုင်ငံရေးလှုပ်ရှားဆောင်ရွက်နေရင်းနဲ့နိုင်ငံရေးနဲ့ပတ်သက်ဆက်နွယ်ပြီးတော့ဖန်ဆီးထိသိခံရတဲ့လူမှန်သမျှနိုင်ငံရေးအကျဉ်းသားပေါ့ဆိုတော့ကျွန်တော်တို့ကအဲ့လိုပဲဟိုရေဘူးအပြည့်တော့သတ်မှတ်ထားပါတယ် โอเคနိုင်ငံရေးအကျဉ်းသားဖန်ခင် DB ဆိုရင်တော့စစ်နေတော့လိုအပ်တယ်ပေါ့နော်โอเคဥကွနီလောက်ကြမခံသေးတဲ့အချိန်ပေါ့နော်ဥကွနီကနေပြီးတော့နိုင်ငံအကျဉ်းသားကိုဟိုစစ်နေအဖြစ်လိုက်ပေးတာရှိဘူးလားခင်ဗျဆိုတော့ဟိုတချို့ဒီဆောက်ရပေးခဲ့ဘူးတာလေးလဲဟိုရှိပါတယ်ဟုတ်ရင်တော့ဆိုတော့ဒီပြအဓိကကဥကွနီကဟိုကျွန်တော်အနေနဲ့တူးတဲ့အနေနဲ့ပြောရမှာဆိုလို့ရှိရင်တော့ဒီနိုင်ငံကြီး သူစူးစမ်းဆောင်ရွက်နေတဲ့ကိစ္စကနိုင်ငံရေးအကျဉ်းသားတွေမရှိရေးဆိုတဲ့ကိစ္စလည်းပါပါတယ်ဆိုတော့ဒီရှင်းနေလိုက်မှလည်းမဟုတ်ဘူးဒီဥပဒေလေးကိုပြင်ဆင်နိုင်ဖို့အတွက်ဒီနိုင်ငံရေးအကျဉ်းသားတွေမရှိရေးအတွက်ဥပဒေလေးကိုပြင်ဆင်နိုင်ဖို့အတွက်ဥက္ကဋ္ဌကတော်တော်ကိုစူးစမ်းခဲ့တဲ့ရှင်းနေတရားလို့ပြောလို့ရပါတယ်ဒါဆိုရင်နိုင်ငံရေးအကျဉ်းသားမရှိစေဥက္ကဋ္ဌအရေးကြီးတဲ့သဘောပါတော့ဗောဟုတ်ကဲ့အဲ့လိုပြောလို့ရပါတယ်ဟုတ်ကဲ့အကဲဒါတူလောက်ကြမခံဘူးဆိုရင် ဟိုဒီမြန်မာနိုင်ငံထဲမှာနိုင်ငံအကျဉ်းသားဘယ်လိုဟိုအပြောင်းလဲမှုဖြစ်နိုင်မလို့ထင်မိလဲဆိုတော့ဥက္ကဋ္ဌစီဥက္ကဋ္ဌဆက်ရှိနေမယ်ဆိုလို့ရှိရင်တော့ဘာပဲပြောပြောဒီဒီသူလေးကိုဖိနှိပ်တဲ့ဒီဥပဒေလေးပုံမှန်လေးကိုသူအများကြီးစ조사ပြီးပြင်ဆင်နိုင်လိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ပေါ့နော် ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ပေါ့နော်နိုင်ငံရေးအကျဉ်းသားအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်မေးနေမှာပါပဲတီးကြကိုတိတ်နေပေါ့နော်ဗာများပြောချင်တာရှိပါသေးလဲခင်ဗျာအဓိကကတော့ဒီနိုင်ငံရေးအကျဉ်းသားပေါ့ဗျာနိုင်ငံရေးလှုပ်ဆောင်နေရင်းနဲ့ဒီနိုင်ငံရေးနဲ့ဆက်ဆက်ပြီးတော့ဖန်စီထိတ်သိမ်းလိုက်တဲ့နိုင်ငံရေးအကျဉ်းသားတွေပေါ့ဒါလည်းမရှိစေရေးအတွက်တိကျတဲ့ဒီရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုဒီလက်ရှိအစိုးရအနေနဲ့ ဒီချင်းချင်းမရှိတန်လို့ပေးဖို့လိုတယ်ချင်းချင်းမရှိဆိုတဲ့ကိစ္စမှာနှောက်ကျုံမဲ့လို့ပြောချင်တာပါဆိုတော့အများဆုံးပြန်လုံပေးဖို့ ਨੇ အခုဆိုလို့ရှိရင်လွတ်လာတဲ့လူတွေကနှောက်ကျုံနေနဲ့ရှိနေတဲ့လူတွေမြတ်ပါတယ်ထောင်ကျွေးကြနေတယ်အများကြီးရှိကြပါတယ်ဆိုတော့အဲ့လိုမျိုးအနေအထားမျိုးတွေကနှောက်ကျုံနဲ့နှောက်ကျုံနဲ့ဟိုလွတ်ပေးတဲ့အခြေအနေမျိုးပေါ့ကျွန်တော်ပြောချင်တာဟိုနှောက်ကျုံမရှိတဲ့နှောက်ကျုံမဲ့လွတ်ပေးတဲ့အနေအထားမျိုးတွေကိုလွတ်ပေးစေချင်တယ်နောက်တစ်ခါဒီခုနကပြောနိုင်ငံကြီးအရာဖန်ဆီးထိသိမ်းနိုင်တဲ့ ီဥပဒေပုံမှမျိုးလေးကိုကျွန်တော်တို့ပယ်ဖျက်ဖို့လိုပါတယ်ဆိုတော့ဥမာခုနပြောတဲ့ဒီပုံမှန်၅ယောက်ကိုတော့ပယ်ဖျက်ပြီးပြီဆိုပေမဲ့တခြားဒီနိုင်ငံရေးအရဖန်စီထိသိမ်းနိုင်မဲ့ဒီပုံမှန်မျိုးလေးကိုကျွန်တော်တို့ဒီပြင်ဆင်ပေးဖို့တော့ဟိုလိုတယ်လို့မြင်ပါတယ်ဟုတ်ကဲ့အခုလိုမျိုးနိုင်ငံရေးအကြောင်းနဲ့ပတ်သက်ပြီးဖြေကြပေးတဲ့ကိုတိုင်နဲ့အထူးပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးတင်ပါတယ်